တရားဥပဒေမှာချုပ်ဆိုရဲလက်ထက်စာချုပ်၊ကွာရှင်းစာချုပ်တွေကိုတရားရုံးမှာစာရင်းသွင်းလို့ရပါသလားအားလုံးပဲမြင်လာပါရှင်ဒီမှာကတော့ LLB Group မြန်မာ Law Firm ကတရားမတော်ရှင်းနေတော့ဖန်ရှိနေပါတယ်ကျွန်တော်တို့ Law Firm အနေနဲ့အများကြီးတို့ရောတိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေပေးပါ တရားရုံးမှာပြုလုပ်ချုပ်ဆိုတဲ့စာချုပ်တွေကကြမ်းကြင်ရွာပြုလုပ်ခြင်းဖြစ်တဲ့တရားရုံးမှာတွားရောက်ပြီးတော့ဆောင်ရွက်ခြင်းနဲ့ဆိုရင်လက်ထက်ချင်းကွာရှင်းခြင်းနဲ့ပတ်သက်ပြီးတော့တရားရုံးမှာကြမ်းကြင်ဆိုပိုင်ခွင့်ရှိတဲ့တရားသူကြီးရှိမှာကာယကရှင်ကိုယ်တိုင် တက်တင်ကြီးတကွာအခွန်တစိကောင်းပါတဲ့စာချုပ်ကိုယူဆောင်သွားပြီးတော့လက်မှတ်ရေးထိုးချုပ်ဆိုရခြင်းဖြစ်ပါတယ်အလို့ချုပ်ဆိုတဲ့အခါမှာတရားရုံးမှာရှိတဲ့လက်ထက်ဆိုရင်လက်ထက်မပုံတင်စာအုပ်ကွာရှင်းဆိုရင်ကွာရှင်းမပုံနေစာအုပ်မှာစာရင်းသွင်းပြီးတော့လက်မှတ်ရေးထိုးရခြင်းဖြစ်ပါတယ်။တရားဥပဒေမှာချုပ်ဆိုတဲ့စာချုပ်တွေကနှစ်ဦးသဘောတူဂရိစာချုပ်တွေပဲဖြစ်ပါတယ်။ဒါကြောင့်ကျမရဲ့ဆွေးနွေးမြဝယ်မှုကိုအနှစ်ချုပ်ရမယ်ဆိုရင်တော့တရားဥပဒေမှာချုပ်ဆိုတဲ့လက်ထက်စာချုပ်၊ကွာရှင်းစာချုပ်တွေကိုတရားရုံးမှာစာရင်းသ ွင်းလို့မရပါဘူးတကယ်လို့တရားရုံးမှာစီရင်သွင်းပြီးတော့ပြုလုပ်ချင်တယ်ဆိုရင်တော့ကာယကရှင်ကိုယ်တိုင်းတက်သိနေတကွာတရားရုံးကိုတွားရောက်ပြီးတော့ပြုလုပ်မှသာစီရင်သွင်းလို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ပိုင်းမှာကျွန်မသက်ဆိုင်ရာခေါင်းဆောင်ရင်းတစ်ခုနဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့သူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်